အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ်။ Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ Libya Aquarium လာလက်ထက် Manchester City တင်ဟာကမ္ဘာပေါ်မှာအကောင်းဆုံးတင်နေတဲ့မှာတသိန်းဖြစ်တည်ရှိနေပါတယ်။ဒါပေမဲ့ဘယ်အသေးမှပြီးပြည့်စုံတဲ့တင်မလို့တလို့ Man City ကလည်းဒီအသည်မှာအားနည်းချက်အချို့ကိုပြတ်တာထားပါတယ်။ဒါဆိုရင်ဒီရာဒီမန်စီးတီးတင်ဘာတွေအားနေခဲ့ပါသလဲနံပါတ်1ခန်းစစ်အားနေမှု အစဉ်အလာအရမန်စီးရီးသည်ခန်းစစ်တည်ငြိမ်မှုနှင့်တိုက်စစ်ပံ့ပိုးမှုနှစ်ခုစလုံးအတွက်၎င်းတို့၏နောက်တန်းများပေါ်တွင်အပြေးအဝါမိခိုးအားထားခဲ့ပါသည်။အဓိကကစားသမားတွေဖြစ်ကြတဲ့ဂျွန်စတုန်း၊ရူဗင်ဒီယက်နဲ့ကိုင်ဝေါ်ကာတို့ဒဏ်ရာပြသနာကြောင့်မကစားနိုင်တဲ့အခါမျိုးမှာမန်စီးရီးခန်းစစ်ဟာရုန်းကန်ခဲ့ရပါသည်။အဓိကခန်းစစ်ကစားသမားတွေမပါဝင်နိုင်ခြင်းကအသင်းရဲ့ခန်းစစ်တည်ငြိမ်မှုကိုပြန်ပြားစေခဲ့ပါသည်။မော်ကာနဲ့ဂျော့စကိုဂျီဘာဒီယိုတို့ကဲ့သို့ကစားသမားများသည်တန်မာတော်လဲအသင်းသည် အခြားနေရာများနှင့်နှိုင်းယှဉ်ပါက စိုက်ဘက်နေရာများတွင်အင်အားနည်းပါတယ်။တံမာနဲ့တောင်ပန်းကစားသမားတွေရှိတဲ့အသင်းတွေကဒီအားနှစ်ချက်ကိုအသုံးချပြီးဂိုးတွေသိမ်းယူသွားနိုင်ပါတယ်။နံပါတ်2ကွင်းလယ်လူရိုဒရီဘောအလွန်မင်းအာကိုချင်းရိုဒရီသည်ဂွာရီယိုလာလက်ထက်တွင်မန်စီးတီးအောင်မြင်မှုအတွက်လုံးဝအရေးကြီးပါတယ်။သူ့ရဲ့ခန်းကဏ္ဍသည်ကွင်းလယ်ခန်းစစ်တခုဖြစ်ခြင်းတည်းကြုံလွန်ပြီးဂွာရီယိုလာ၏နီးပြူဟာတွင်အဓိကကျန်သောအစိပ်ပိုင်းဖြစ်ကခံစစ်နှင့်တိုက်စစ်နှမျိုးလုံးကိုပံ့ပိုးပေးပါတယ်။ရိုဒရီယာခေါင်းဆောင်မှုအရေးသွေးတွေကိုပြသခဲ့ပြီးသူ့ရဲ့တင်ကြိမ်မှုနဲ့ကွင်းလယ်ကိုစုစည်းနိုင်မှုစွမ်းရည်က သူ့ကိုပိုက်ရဲစနစ်မှာမရှိမဖြစ်ကစားသမားတဦးဖြစ်စေပြီးပြည်အများနဲ့ခိုက်တန်တွေမှာစည်ရင်းလည်းရှိနေစေပါတယ်။ဒါရပြဿနာကြောင့်ရိုဒရီနားယူခဲ့ရတဲ့နောက်ပိုင်းစီတီသည်ကွင်းလယ်လှမ်းမိုးနိုင်မှုကိုထိန်းသိမ်းရန်ရုံးခံခဲ့ရပါတယ်။စီတီမှာရိုဒရီနေရာကိုဖြစ်နိုင်မဲ့ကွင်းလယ်လူအရန်ရှိမနေခဲ့ခြင်းကကွင်းလယ်တည်ငြိမ်မှုအတွက်ရုံးခံစေရပါတယ်။နံပါတ်၃မတည်ငြိမ်သော အဆုံးသက်စွမ်းရည်မန်စီးတီအခွင့်အရေးများစွာကိုဖန်တီးနိုင်တော့လေအထူးသဖြင့် ကွဲချက်များတွင်ဝရှိလိုက်လုံလောက်သည့်ကိုပန်ဒီမူများရှိသည့်အတွက်ဝေဖန်ခံရပါသည်ဝါရီယိုလိုင်းစနစ်သည်သင်ပလီပေါ်အလွန်မင်းအားကိုပြီးအသင်းနှင့်ကစားပုံကိုလေးပေးကမှန်ကန်သောအချိန်နှင့်တိကျမှုလိုအပ်သည့်အခွင့်အရေးများကိုမကြာခဏဖြစ်ပေါ်စေပါသည်သို့တော်လည်းချုပ်ထွေးသောပေးပို့မှုများနှင့်ပေါင်းဆက်ကစားခြင်းပေါ်အားကိုခြင်းသည်တစ်ခါတရံတွင်အခွင့်အရေးများကိုလွှဲချော်စေပါသည်အထူးသဖြင့်ကစားသမားများသည်ရရှိသည့်အခွင့်အရေးကိုအဆုံးသတ်ရမည်အစားပြည့်ပြည့်စုံသောအခွင့်အရေးကိုဖန်တီးရန်ပုံမအယုံဆိုင်သောအခါ ွဲကြီးများတွင်အမြန်ဆုံးမြတ်ချက်များလိုအပ်သောအခါ CTE ကစားသမားများသည်တစ်ခါတည်းရန်တွင်၎င်းတို့၏ဆုံးမြတ်ချက်များမပြတ်သားမှုကြောင့်အခွင့်အရေးများကိုလွှဲချော်သွားခဲ့ရပါသည်။အာလီဟာလန်သည်ဘိုးစိန်များဆုံးကစားသမားဖြစ်တော်လဲမန်စီးတီးသည်တစ်ခါတည်းရန်တွင်ဘိုးရရှိရန်အတွက်သူ့အပေါ်ကိုအလုံးမင်းအားကိုးနေရပါသည်။ဖက်စင်ဘူဟာလန်သူ့ရဲ့အကောင်းဆုံးပုံစံရှိနေတဲ့အချိန်မျိုးမှာတခြားကစားသမားတွေအားလည်းကိုးသွင်းနိုင်ဖို့လိုအပ်ပါတယ်။အမှန်လေတံမြန်တိုက်စင်များကိုကာဝယ်ရာတွင်ဗာနေခြင်း ရီယူရာ၏ရည်ပြွယ်အားချီကံမှုတွင်မြန်မာသောခံစစ်ဆီးနှင့်ပြင်းထန်သောပြားပေးမှုများပါဝင်လေးရှိပါသည်။ဂွာရီယူရာလမ်းအောင်ရှိမန်စီးတီး၏မြန်မာသောခံစစ်ဆီးသည်အသွမ်းနှက်ထားလိုပါပဲ။လူချုံတောင်ကျောက်ကိုဖောက်ထွက်နိုင်သောသူမဟုတ်တံမြန်တိုက်စစ်ကောင်းသောအသင်းများနှင့်ရင်ဆိုင်ရမှာပြဿနာများကိုဖြစ်စေနိုင်ပါသည်။မန်စီးတီးသည်အထူးသဖြင့်လေမြန်သောတိုက်စစ်ကစားသမားများရှိသည့်အသင်းများနှင့်တွေ့ဆုံရတွင်ရုံးကန်ရပါသည်။ စီတီတီတိုင်းစစ်စင်နေဘောလုံးဆုံးရှုံးပြီးနောက်တိုင်းစစ်မှခန်းစစ်တို့ပြန်လည်ကူပြောင်းရမှာပြဿနာတွေရှိပါတယ်ရိုဒီမရှိတဲ့ကွင်းလည်းဟာ transition လုပ်ရတွင်နှွေးကွေပြီးတိုင်းမဲ့အသင်းရဲ့ကောင်နာကိုကာကွယ်ဖို့ရမှာနှွေးကွေလာပါတယ်ကေဗင်ဒီဘိုင်းဘနာဒိုဆေးပါနဲ့အခြားသူများသည်တိုင်းစစ်ထက်ထန်သူများဖြစ်သောကြောင့်အထူးသဖြင့်ခန်းစစ်ကိုကူပြောင်းရရင်လိုအပ်သောကွင်းလည်ကွက်လက်များကိုအချိန်မီမပြည့်စည်နိုင်ကြပါဘူး။နံပါတ်5ပွဲပန်းခြင်းနှင့်ကစားသမားလှည့်လည်အသုံးပြုခြင်း ပြင်းထန်သောပွဲချိန်စရာတွေကလည်းအသင်းကိုပင်ပန်းစေခဲ့ပါတယ်။ City ဟာတိုင်ဝဲဆုံး Premier League, Champions League, FA Vla စသည်ဖြင့်ရှင်းမြိုင်နေရခြင်းကကစားသမားတွေကိုပင်ပန်းနွမ်းနေစေပြီးလုံလောက်တဲ့အနာယူမှုမရှိစေပါဘူး။ကွာရီယိုလာသည်ကွဲတိုင်းတွင်ပြင်းထန်သောအထောက်ကျူးစားမှုကိုထင်းသိမ်းနိုင်ရန်ကြိုးစားတော့တဲ့ကစားသမားတွေကွဲပန်းလာခြင်းကအသင်းရလက်တွေကိုကြာစင်းစေခဲ့ပါတယ်။တိုက်စစ်စွမ်းရည်တွေပြေဝနေစေဖို့ကွာရီယိုလာကသူကစားသမားတွေကိုမကြာခဏလှည့်ကြကွဲထွက်စေပြီးအနာယူစေခဲ့ပါတယ်။ ၎င်းသည်အသိဉာဏ်ထိုင်ပြဿနာများကိုအထောက်အကူဖြစ်စေတော်လဲအချို့သောကစားသမားများသည်ကစားချိန်နေပါခြင်းသို့မဟုတ်ကစားသမားများပြောင်းလဲခြင်းကြောင့်မာရက်ဂျက်ဂရီလစ်နှင့်ဂျူလီယန်အေဗာရက်တို့ကဲ့သို့ကစားသမားများသည်ထက်မြက်သောရဲရောင်များပြသနိုင်တော်လဲခြေစွမ်းတည်ရင်မူနှင့်ဟန်ချက်ညီစေဖို့ကိုရုံးခံခဲ့ရပါသည် CD သည်လုံလောက်သောကစားသမားအစုအဖွဲ့ရှိပြီးအလဲကျ rotation system ကိုအသုံးပြုတော်လဲကစားသမားများကိုအလဲကျကစားစေခြင်းကအဓိကပွဲများတွင် အသင်းရဲ့စီးကျက်နှင့်ညှို့မှုကိုအနှောက်အယှက်ဖြစ်စေပါသည် နံပါတ်6အလွတ်တကယ်မောင်းများကိုကာဝင်ရခြင်းအာနေခြင်းစီတီတီတာမာသောနောက်ခံမှုများရှိတော်လဲအထူးသဖြင့်အရက်ရှိပြီးကာယချခံသောကစားသမားများနှင့်ရင်ဆိုင်ရတွင်အသိရဲ့ခံစစ်ကမကြာခဏခုခံကာဝယ်နိုင်ရန်ရုံးခံနေရပါတယ်။၎င်းတို့ရဲ့ခံစစ်မြစ်သည်တင်ရတော်လဲအထူးသဖြင့်နောက်ခံပေါ်နှင့်အလွတ်တကယ်မောင်းများကိုကာဝယ်သည့်ခါတွင်အရက်ရှိပြီးကာယပိုင်းဆိုင်ရာကစားသမားများဖြင့်အကွက်ဆင်သည့်အသိများနှင့်တွေ့တဲ့အခါရုံးခံနေရပါတယ်။ ဂုဒမအီရန်ဆန်သည်ဂုဒမကောင်တော်ဖြစ်တော်လဲစက်ပြီးအခြေအနေများအတွင်း၎င်း၏ box ကိုထိန်းချုပ်ရာတွင်ဆုံးဖြတ်ချက်မပြတ်မသားခြင်းတွေကအသင်းရဲ့ရလဒ်တွေကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်9စိတ်ပင်ပန်းလွမ်းနယ်မှု2022-2023ရာသီတွင်တမိုင်းဝင် Trevor Premier League FA Plan နှင့် Champion League တို့ကိုအနိုင်ရပြီးနောက်ကစားသမားများအကြားစိတ်ကျဉ်တတ်မှုသို့မဟုတ်စိတ်ပိုင်းဆိုင်ရာပင်ပန်းလွမ်းနယ်မှုတွေဖြစ်နိုင်ခြေရှိပါတယ်။ ပရီးမီးယားလီး FA Plus နဲ့ UEFA Champions League တွေအပါအဝင်2020-2023ရာသီမှာ Man City ရဲ့ထူးထူးခြားခြားအောင်ပွဲဟာကစားသမားတွေရောလူပြဝန်ထမ်းတွေအတက်ပါပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းနှံ့နယ်မှုကာလတစ်ခုအပြီးဖြစ်ပေါ်လာတာပါခက်ခဲကြမ်းတော့ပြည်တွင်းနှင့်ဥရောပကွယ်စင်များကိုဇက်တိုက်ကစားခဲ့ရပြီးကွယ်ကြံများဒဏ်ရာများနှင့်ဇက်တိုက်လုံဆောင်ရန်ဖိအားများကဲ့သို့သောစိန်ခုံမှုများကိုပြင်ဆင်ရတော့လေ မန်စီးတီးသည်အဆိုပါခက်ခဲများကိုကြော်ဖြတ်ကာသမိုင်းဝင်ဖလားသုံးလုံးကိုအရယူနိုင်ခဲ့ပါတယ်။မန်နေဂျာပက်ကွာရီယိုလာ၏နီးပြူဟာထမြန်မှုနှင့် အာလင်ဟာလန်၊ကေဗင်ဒီဘရိုင်းနှင့်အခြားသောအဓိကကစားသမားများ၏ခံနိုင်ရအပေါင်းဆက်မှုကကြီးမားသောဖီဟာအောက်တွင်၎င်းတို့ကိုအောင်မြင်စေခဲ့ပါတယ်။အောင်မြင်မှုစာလောင်ခြင်းနှင့်အနာရလူစိတ်ပြင်းထန်မှုကိုထိန်းသိမ်းနိုင်မှုဒီပြပါရီယိုလာအနေနဲ့အသင်းသားတွေရဲ့စိတ်ဓာတ်ကိုပြန်လည်မြင့်တင်ပေးဖို့လိုအပ်ပါတယ်။နံပါတ်၈ပွဲကြီးများတွင်မိမိကအတွေးလုံးမှု ကွန်ရီယိုနာသည်မိဖုရားပိုင်းပါမီရှင်တူဖြစ်တော်လဲရေးပါတော့ကွဲများတွင်အတွေးလုံကအသိဉာဏ်လူထုပုံတွေကိုမထင်မှတ်ပဲအပြောင်းလဲများပြုလုပ်လျက်ရှိပါတယ်ပြည်အမြင်မှာတော့အခြေအနေများတွင်သူ့ရဲ့မိဖုရားများကိုလွန်ကွဲစွာတွေးတောခြင်းဖြစ်ပြီးတခါတရံတွင်မျှော်လင့်ထားသောသို့မဟုတ်အငင်းပွားဝယ်ဆုံးမြတ်ချက်များစီတို့ဦးတည်သွားစေပါတယ်ဥပမာအဖြစ်2018-2019ချန်ပီယံလိဂ်ကွာတာဖိုင်နယ်စပိုင်းနယ်ဝယ်စဉ်နဲ့ 2021 Champion League Final Chelsea နဲ့ပွဲစဉ်တွေဟာအသင်းအတွက်ဆုံးရှုံးမှုကြီးစေခဲ့ပါတယ်။ Man City ဒီအင်အားကြီးအသင်းအဖြစ်ဆက်လက်တည်ရှိနေတော့လဲခံစရာနဲ့မူအဓိကကစားသမားများအပေါ်အလွန်မင်းအားကိုးမှုနဲ့တယ်မန်တိုက်စစ်များကိုထိန်းချုပ်ရန်နှုတ်ကွေးချင်းတို့သောအားနည်းချက်တွေကဒီရသည် City ကိုရမှတ်တွေဆုံးရှုံးစေခဲ့တဲ့အဓိကပြဿနာတွေပါပဲ။အဆိုပါပြဿနာများကိုဖြေရှင်းခြင်းသည် Man City အသင်းအတွက်ဒီတွင်၎င်းတို့၏စုံမမှုကိုပြန်လည်ရယူဖို့လိုအပ်တဲ့အဓိကတော့ချက်ပါပဲ။ မန်ချက်စတာစီးတီးအသင်းဟာလက်ရှိမှာအဆင့်9နေရာမှာရပ်တည်နေပြီးချန်ပီယံလိဝင်ရင်းတွင်အဆင့်9နေရာကချက်စင်းနဲ့ရပ်မှတ်တမန်တာကွာဟပါတယ်အသင်းဟာတည်ငြိမ်သောခြေစွမ်းကိုထိန်းသိမ်းရန်ရုန်းကန်နေရပြီးအဆင့်10မှာလီဗာပူးအသင်းနဲ့ရပ်မှတ်22မှတ်တိကွာဟနေပါတယ်ရီယယ်မက်ဒရစ်အသင်းကိုရုံးလိုက်ကချန်ပီယံလိတိုင်ပွဲမှာထွက်ခဲ့ရပြီးနောက်လက်ရှိရာတွင်ဥယျာဉ်ပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်မှုတနည်းအားဖြင့်အဓိကထားစူးစမ်းရတော့မှာပါ ဒီပြပါလီယူနာတယောက်အတင်းကိုလက်ချင်ခါဒီမှာဝေတိုင်းနာဒီပြန်လည်ဆွေးနွေးနိုင်မလဲဆိုတာကိုဖိတ်သက်ကြီးတို့ထင်မြင်ချက်လေးတွေဝင်များခဲ့ပြီပါအောင်စိတ်ဝင်စားဖွယ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်